အရှိပြောင်းပုံကနေတားပေါက်တယ်ဆိုတာဖြစ်နိုင်ပါမလားတဘာဝလောကကြီးထဲမှာမဖြစ်နိုင်တာမရှိပါဘူးဒီနေ့တင့်ကိုအံ့အားသင့်စေမဲ့ဖားတမျိုးအကြောင်းပြောပြပေးသွားမှာပါသူတို့ရဲ့မျိုးပွားနိလန်းကတကယ်ကိုပဲထူးခြားလွန်ပါတယ်ဖားအများစုကရေထဲမှာဥဥကြတာအများအပြည့်သိပီးသားဖြစ်မှာပါရေအောက်အပင်တွေပေါ်ကြောက်တုံးတွေကြား ဒါမှမဟုတ်ရင်းမြစ်နယ်ပြင်ပေါ်ဥပုံကြီးတွေအဖြစ်နဲ့ချထားတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီဥတွေနဲ့သားလောင်းလေးတွေဟာရေထဲမှာရှိတဲ့ငါးတွေပိုးအောင်နေလိုမျိုးတားရဲတိရိစံတွေရဲ့ရံကနေပြီးတော့အမြဲကြောက်နေရပါတယ်။အစာဖြစ်နိုင်ခြင်းအရန်များလို့ရှင်သန်နှုံးကလည်းနေပါတယ်။ဒါပေမဲ့ဒီဖားကတော့ဒီလိုမဟုတ်ပါဘူးသူနာမည်ကဆူရီနန်ထုတ်ပါသိပ္ပံနာမည်ကတော့ပီပါပီပါလို့ခေါ်ပါတယ်ဒီပီပါမျိုးစုဝင်ဖားတွေကတကယ့်ကိုထူးခြားစမ်းကြဲတဲ့မျိုးပွားနီလန်းကိုအသုံးပြုကြပါတယ် သူ့ရဲ့ထူးခြားချက်ကတားပေါက်ဖို့အတွက်ဘိုက်ထဲမှာတဲတာတားပိုက်အိတ်လိုမျိုးအိတ်ထဲမှာထည့်တာမဟုတ်ဘဲနဲ့သူ့ရဲ့ကြောပေါ်မှာတဲထားတာပါ ဖားမရဲ့ကြောဘက်အရေးပြားမှာတင်းငယ်တဲ့တွင်လေးတွေအပေါက်လေးတွေအများကြီးရှိပါတယ်။ဖိုးနဲ့မဖားတို့မိလိုက်ကြပြီးလို့ရှိရင်တော့အမဖားကဥတွေကိုဥချလိုက်ပါတယ်။အဲ့ဒီနောက်အဖိုးဖားကကျွမ်းကျင်စွာနဲ့ပဲအဲ့ဒီဥတွေကိုအမဖားရဲ့ကြောပေါ်မှာရှိတဲ့အဲ့ဒီတင်းငယ်တဲ့တွင်လေးတွေထဲကိုတွန်းပို့ထည့်သွင်းပေးပါတယ်။ဥရီအားလုံးတွင်းထဲရောက်ပြီးဆိုတာနဲ့အမဖားရဲ့အရေးပြားကအဲ့ဒီဥတွေကိုပုံအုပ်လိုက်ပါတယ်။အဲ့ဒီတွင်းလေးတွေဟာဥလေးတွေအတွက်ဘေးကင်းတဲ့မိခိုရာ တဘောဝပဝန်းကျင်ရဲ့အန်ရီကနေပြီးတော့ကာကွယ်ပေးထားတဲ့ဓာတ်ရိုက်ထုတ်လွှတ်နိုင်တဲ့တားပိုက်အိတ်လိုမျိုးဖြစ်သွားပါတယ်။ ။ဘာကြောင့်ဒီလိုလုပ်လဲ။အဓိကအကြောင်းရင်းကတော့ရေတွေကအနေရတွေကိုရှောင်ရှားဖို့ပါပဲ။ဒီထဲမှာရှိတဲ့တာရဲတိရစ္ဆာန်တွေစီကနေပြီးတော့ဥတွေကိုကာကွယ်နိုင်ခြင်းအဖြစ်ဒီဖားမျိုးစိတ်ရဲ့မျိုးဆက်သစ်တွေရှင်သန်နှုန်းကတိတိတသာပိုများလာပါတယ်။ဒါဟာရှင်သန်ရည်တည်ရေးအတွက်သဘာဝရဲ့အထူးဆုံးနဲ့လည်လျောညီထွေမှုတစ်ခုပဲဖြစ်ပါတယ်။အမကန်းဆိုအပိုင်းကတော့ဒီမှာပါ။အဲ့ဥလေးတွေကရေထဲမှာဥပြီးတော့တားလောင်ဖားလောင်ပေါ့နော်အဖြစ်ပေါက်တာမျိုးမဟုတ်ဘဲနဲ့သူတို့ဟာအမဖားရဲ့ကြောပေါ်ကတွင်းလေးတွေထဲမှာပဲကြီးထွားဖွင့်မျိုးလာ ာပြီးတော့ဖားလောင်းအဆင့်ကိုကြောပြီးဖားငယ်လေးတွေအဖြစ်နဲ့ကြီးထွားလာပါတယ်ပြီးမှသာအမရဲ့ကြောပေါ်က အဲ့ဒီတွင်းလေးတွေထဲကနေပြီးတော့ဓာတ်ရိုက်ထွက်လာကြတာပါမြင်ရတာတကယ်ကိုစမ်းကြည့်ပြီးတော့တစ်ချိန်ထဲမှာအံ့ဩစရာကောင်းပါတယ်ပေါက်ပေါက်ဆုပ်ပေါပကွန်လိုလိုမျိုးတဖြုတ်ဖြုတ်တရွရွနဲ့ထွက်လာကြတာကိုမြင်ရမှာပါဆူရီနန်ထွက်လိုမျိုးအရေပြားပေါ်မှာဥတည်ဆောင်ပြီးတော့တာပေါက်တဲ့ဖားမျိုးစိတ်တွေဟာတဘာဝရဲ့ထူးခြားစမ်းကြည့်မှုနဲ့လိုင်လျောညီထွေစွာရှင်သန်နေထိုင်နိုင်မှုတို့ကို အထင်အရှားပြသနေတာပါမျိုးဆက်သစ်တွေရှင်သန်ရေးအတွက်တဘာဝကဖန်တီးပေးထားတဲ့အံ့ဖွယ်ရန်နေရာတစ်ခုပါပဲတကယ်ကိုမယုံနိုင်စရာပါပဲနော်ဒီလိုထူးခြားတဲ့ဘာအကြောင်းသင်ရ ောဘလို့ထင်ပါသလဲအကြောင်းဘလို့ထူးခြားတဲ့တတဝါတွေအကြောင်းကိုသိချင်သေးတယ်ကောမန့်မှာပြပြခဲ့ပါအောင်နော်